我朋友啊，他开了后那边。哦，我说我也他开了。干么去？我我，那谁谁没远开了不？我我，我说我也把将，俺都说假的啊的。干么去？俺呢，把一个不？你刚刚你我还慢？干嘛去？十个盘呢，十多个盘呢，十多个，差不说十拍个，没见到有带路去我不去骂了，老爱骂的。干嘛？木料了，没地就在这，我我应该讲哪个 你嘛说你你也敢判断，刚才看没，再看没？现在敢判断，长江完了路还没修。什么？没了。什么？对。哎喽，做的呀，刚都做了，对吧嘛？但是比较嘞，也也也动得快嘞。什么？就我他里那都参数比较低，伢啦，只要弄得到，你的东西都动得到。什么？对。哎喽，反正就说，生产高一点嘛，利不那不做保险呀？做的 ဟိုဟာပေါ့အဆိုးသေးရအကောင်းမဲ့တွေ့ရမကန်ကောင်းနဲ့ပြောရမှာတမန်စစ်တပ်ကဖမ်းရင်စစ်တပ်ကထောင်ထဲချပါတမန် PDF ကဖမ်းရင်ရဲဆက်ဆက်တက်ရဲဆက်ဆက်လို့တော့သူ PDF အန်ဒီရဲကတော့ပြေးဝေးပါတာပေါ့တမန်မဟုတ်လားတမန်ဘယ်နဲ့တူလေတပည့်တော်ကိုတိုင်တဲ့ပုဒ်တော်သူတို့မှတစ်ဆယ်ဦးတို့တော်တော်များများကြီးရဲ့တမန်တော်ဝိုင်းရထောက်ခိုင်းမှုကိုတော်မျိုးမင်းတို့အများကြီးရှိရဲ့ဟိုကနောင်တော်လေးတို့ဟိုကဘိုးအောင်မင်းတို့အများကြီးအများကြီးပါပဲ တမ်းကာမစပိုက်တာစုလို့ဟိုကြော်မိုးတော့အများကြီးရှိတယ်သူတို့တွေဆိုလို့ရှိရင်အပြင်သွားရမမလုံဘူးလေပီဒီရဲ့အန်တီရဲ့ကြောက်ရမှာအဲ့တော့ပုံတော်ဖုံးရတာထောင်ထဲမှာတော့တကယ်လို့ထောင်ထဲရောက်ခဲ့ရလေထောင်ထဲမှာတော့ဥစဉ်လဲနေခဲ့တယ်မြို့လဲနေခဲ့တာပဲမဟုတ်လားတမပါထောင်ထဲမှာတော့ဤစီစီဆောင်းလေးခိုင်းလိုက်ဟုတ်လားမနဲ့ဆံကြိုလေးကြောက်လိုက်ထောင်ကနာပုံမှန်လာလို့ရှိရင်ကောင်းကောင်းဝင်သွားလို့ရတဲ့အနေသားလေတမပါဆိုတော့ဤစီစီထောင်ထဲမှာတော့အစီအစဉ်ကြက်မကြီး အသက်ရှည်ပူပြီးမှအသက်ရှည်သွားတာပေါ့တမပါဗျာအသက်ရှည်ကြောင်းနီလန်ကောင်းနေခေါင်းထဲမှာလုတ်တော့တမပါဗျာဒါဒါလည်းမတိကျသေးပါဘူးခေါ်ယူစစ်စစ်မင်းမြန်းနဲ့အစ်စ်မဲ့ရှည်ရဲလို့ပြီးတော့ကြားတာတမပါဗျာပုံမှန်လေးဗာပုံမှန်လေးပုံမှန်လေးမထွက်မချင်းရတော့တပြိုလို့နေနဲ့ကြောလို့ပြရတယ်ဟုတ်လားတမပါဗျာအဲ့ဒါပဲဟုတ်တယ်ဟုတ်တယ်ဦးစင်နော်တမပါဦးစစ်စစ်မင်းမြန်းလာတော့တပြိုလို့ဟာတဆင်ကြရတယ်တမပါပဲဒါတမပါရတော့တမပါဟုတ်လားမသိရဘူးဟုတ်ပါတယ်အောင်မင်းပါဗျာအော်အဲကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေကြောက်ရတယ်ပေါ့နော်ကျွန်တော် တော်မင်းဆိုတော့ပြောပါရရနော်တော်မင်းဆိုတော့ပြောပါကျွန်တော်တို့တိတ်ချက်ဘယ်လိုဘယ်လိုများထောင်းနေတဲ့နိုင်နိုင်ကိုဟုတ်ကဲ့ဟာဟာဘာဘာဘလို့ပြလို့လဲဘလို့ပြလို့လောက်ပါအောင်သူ့အောင်သူထောင်းနေကုန်တာအောင်မင်းနဲ့ပါတိုင်လို့ရေလောက်ပါအောင်အဲ့တော့ကျွန်တော်စိတ်ဝင်စားအောင်ဗျာဒီကခဏအောင်ကျွန်တော်ပြောချင်တာတော့ဒါတော့တက်မလို့ဟိုချစ်တဲ့လူကြီးကခဏလောက်ရတယ်ဒီကခဏတော်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 ကိုရည်ကြီးတယ်ဟိုဘယ်သူကတက်မလို့ချစ်တာလဲလောက်ပါအောင်ပြောပါအောင်ခဏကိုယ်စုံဝေးထောက်ပြနေတာခဏမကြောက်လို့ရခဏဒီသူလူလူပဲမှာခဏ ပြည်သူလူထုခက်ခဲလို့ပဲထောက်ပြနေတာလေဗျာတမတော်ရဲ့လိုအပ်ချက်တွေကိုထောက်ပြနေတာလေဗျာတမတော်ချစ်လို့အာတော်တော်ကြီးကုန်ပြီဗျာပဲကျွန်တော်ကကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးဗျာเนาะကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားတကယ်အဲ့ဒီလူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post ကြီးကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ကိုထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ဒီပဲကြိုက်တဲ့ချိန်လုံးလို့ရတယ် နော်ခမည်းတော်တွေလည်းမဟုတ်ကြိုက်တဲ့လူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခမည်းကြိုက်တဲ့ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာကိုလည်းကျွန်တော်ဓမ္မကိုဘလို့ဘောမလဲ online debate လုပ်လို့ရတယ်နော် debate လုပ်လို့ရတယ်ကျွန်တော်ပြောပြမယ်ဗျာတက်မတော်ကိုချစ်တယ်ဆိုတာကတက်မတော်ငါနဲ့ကြိုင်တုတ်ချင်တယ်တောက်တုတ်နေလို့မရဘူး ။တော့ကျွန်တော်ပြောချင်တာအဲ့ဒါဆိုလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ဖွဲ့တည်းမှာရွစ်တိုက်နေတာမဟုတ်ဘူး။နော်။ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လင်းကိုဒီလိုဆဲနေရလဲ။ရှမ်းမြောက်မှာဒီကောင်ကမောင်ခိုလမ်းကြောင်းမှာဒီကောင်မောင်ခိုကူးနေတဲ့ကောင်လေ။သူကရှမ်းမြောက်မှာတက်မတော်နိုင်နေကြတာမဟုတ်ဘူး။မောင်ခိုလမ်းကြောင်းပွင့်နေကြတာ။ကျွန်တော်လူပြောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူး။ကျွန်တော်တို့ကသတင်းဌာနဗျာ။ဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှလည်းထည့်မပြောဘူးခဏလို့သိအောင်ပြောပြလိုက်မယ် တကယ်သာ तू ဟာဟုတ်လား तू ပြောလို့ तू ကစိတ်ကောင်းရှိပါတယ်လို့ဟုတ်လား तू ကဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်။နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတစ်ယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကိုနိုင်ပေါ်မှာနေမင်းကစပြောတယ်။အဲ့လိုပဲကျွန်တော်ဟိုပါတီယုံဆိုတဲ့ပါတီယုံကြီးတစ်ခုတည်းကနေပြီးတော့အဲ့ယုံထဲကကျွန်တော်မထွက်ရင်ပါတီအဲ့ပါတီကိုတော့မဲမပေးပါဘူးဆိုလုပ်ခဲ့တယ်။ပြီးတော့ तू ဟာဒီဘက်မှာကြတော့ပန်းမှုသူရဲ့အာ तू လောက်လူရင်ကိုချစ်တာတို့ तू ကလူတွေကိုဘလို့တနာတတ်တာတို့နော်ကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူး။ မပြောဘူးဆိုတော့ပွင့်လင်းပြောကျွန်တော်တို့ကသတင်းသမားသတင်းမဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါပွင့်လင်းပြောပြတာမှန်တယ်သူနဲ့ကျွန်တော်လည်းရံပြုတ်ကိုစိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အထိအဆင့်အထိကျွန်တော်ရောက်ဘူးရဲ့ဒါပေမဲ့သူမိန်းမဘာလို့ဖြစ်တယ်သူမိန်းမဘာဖြစ်တယ်ဟုတ်လားသူဘလို့ဖြစ်တယ်ကျွန်တော်ဘာမှမပြောဘူးကျွန်တော်မိန်းမအကြောင်းလေးနဲ့သူလျှောက်ပြောတယ်မောင်ကဟုတ်ကပေါက်ခဲ့ရတယ်နော်ကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မတော်ကိုချစ်တယ်ဆိုတာတက်မတော်ကိုဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တတ်ဖို့လူတယ် တက်မတော်မှာပွင့်နေပြောရရင်မတတဲ့မတရားသားရင်းနဲ့ဖွဲ့စည်းထားတာနော်မတရားသားရင်းနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမားရှိမှာပဲမှန်တယ်အဲ့ဒီအမားကိုထောက်ပြတဲ့နေရာမှာထောက်ပြတဲ့ဖို့လူတွေဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော်လူကြီးတွေဒီချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မတော်အတွက်ကပုံမှန်အချိန်နေမဟုတ်ဘူးအရာအားလုံးကိုသူတို့တွေနေချိုးသားပန်းကလုပ်နေရတဲ့အချိန်ကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မတော်ကသူ့ကိုလာဖားတာဘယ်ကောင်းမှလည်းဖားမခံဘူးခဏ တိုက်တယ်လို့ဖားကြည့်ပါလားဖားဖားကြည့်ပါလားကျွန်တော်တို့ကတော့ဘောမရတယ်လို့ဖားတယ်ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းတော့မပါဘူးဘောမလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာတခြားလူတွေ ਨੇ အမြင်မတူတာတွေရှိရှိတယ်ကျွန်တော်ပြောချင်တာအမြင်မတူတာချင်းအမြင်မတူချင်းကမတူချင်းပဲเนาะအဲ့ဒါဟာဘောမရတာမဟုတ်ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူတွေ ਨੇ အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှာတို့နဲ့မတူတဲ့အမြင်တွေရှိနေချင်းပဲကျွန်တော်ပြောချင်တာเนาะကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေအထားမှာ ူချက်ကိုချက်ကဲယုံနေတာအဲ့ချက်ကိုချက်ကဲယုံကြနေတာကလည်းဘယ်သူတော့မှမဟုတ်တက်မတော်အတွက်လည်းပါတယ်ပြည်သူအတွက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှာတခြားဤတက်မတော်ထောက်ပြလို့ရတဲ့ဤတွေအများကြီးရှိတယ်တခြားပုံစံနဲ့တက်မတော်ထောက်ပြလို့ရတယ်ပါလေအများကြီးရှိတယ်တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောကသူထောင်ဝဲဝင်ရောမကလို့သူ့ဘောကသူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူတယောက်ကျွန်တော်အဲ့လိုလေခေါင်းလည်းလည်းမထည့်ဘူးကြာသူ့ဘောကသူဘာကြီးလည်းဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်ခင်ဗျားတို့လည်းကျွန်တော်ပြောချင်တာ တက်မလို့ချစ်တယ်ချစ်တယ်ဆိုတာတက်မလို့ချစ်တတ်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဘိုးကျော်ကပြောတဲ့စကားနော်တက်မလို့ချစ်တတ်ဖို့လူတယ်ဆိုတာတစ်ချိန်လုံးကလည်းဘိုးကျော်ကလည်းဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ပေါင်းလို့ဆိုရင်ဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့သွားပေါင်းလို့လွတ်လပ်ရေးအင်္ဂလိပ်နဲ့ပေါင်းပြီးယူလို့ဆိုရင်ဒီလိုပဲပြောခံခဲ့ရတာပဲကျွန်တော်ပြောတာလက်ရှိမှာလက်ရှိတက်မလို့အကြီးကြီးတွေကလည်းသူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့အတိုင်းမြေရေရှိကောင်းသားရဲ့အတွက်သူတို့ပြောရရင်သူတို့တက်ထားတဲ့ပညာနဲ့သူတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရမယ်နော်ကျွန်တော်ပြောချင်တာ တစ်ကဘိုးကျောင်းဆန်းလုံးအောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါကြဲသူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တစ်ကတိုင်းပြီးလွတ်တဲ့အရာကိုအဓိကလည်းအခုလက်ရှိတက်မလို့အခြေအကျရေဆိုတာလေဟဲ့လားဒီဟဲ့လားဒီ MNDA နဲ့ညှိရဲနာရှုဟလားဒီတစ်ဖက်ဒီတစ်ချက်မပေါ့ပဲပြန်ယူရဲမော AA ဆိုလို့ရှိရင်ဒီလိုပဲ AA ကဖိလာတယ်သူပြန်ရှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလည်းသူမရပုံနဲ့ဒီနဲ့ရအောင်ယူမယ်သူတို့ရှိမှအဲ့ဒီမှာရင်မဲ့ချက်ကမြန်မာနိုင်ငံဒီမိုကရေစီရောက်ရအောင်မြန်မာလူမျိုးတွေဟာခွင့်ပြုတိုးတက်ရအောင် ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေသုံးသက်တယ်။အဲ့ဒီအတွက်ကိုကျွန်တော်ရဲ့စာချုပ်ဘက်ကသုံးသက်ခြင်းသုံးသက်လို့ရတယ်။ဒါပေမဲ့တခုလို့ရှိတယ်ဟုတ်လားကျွန်တော်အနမတွေအမတွေဟုတ်လားဒါကကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ဝေဖန်ကြရမလို့ဘူးလေ။နော်နောက်ပြီးတော့တက်မလို့အကြီးကြီးတွေလည်းငါနဲ့ဆဲပြီးဝေဖန်ရမလို့ခမောက်မဝေဖန်တဲ့ရင်ခမားတို့လူပြောမဝေဖန်နဲ့လို့ပြောမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောတာမှန်တယ်သူတို့နဲ့ကျွန်တော်ကြားမှာ တဘောရကွက်လဲမှုကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်တို့တော့ကျွန်တော်လက်မခံငါနဲ့ကြိုက်တို့တော့လက်မခံဘူးခင်ဗျာကျွန်တော်ပြောပြမယ်အဝေးကြီးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မတော်အကြီးကြီးဆိုတာဟာလာအဲ့ပခုံးကအပွင့်နေကနော်လမ်းရရွယ်လာတာမဟုတ်ဘူးဗျာတို့ဘောက်တို့လားဘူကြီးဘူမှုတို့အစစ်စစ်စင်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှာနော်နောက်ဆုံးရိုင်းရင်ပြောရင်မတည်လို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျာအဲ့လိုလူမျိုးဆဲဝင်ပြောနေခင်ဗျာအိမ်ဘေးကမိမယူနာမည်တက်ပြီးအရင်ဆဲကြည့်လိုက်အောင်ခင်ဗျာဘလို့အပြစ်ဒဏ်ခံရမလဲဆိုတော့နော် ကျွန်တော်တို့အပွင့်လေးပြောတော့မှန်လေတက်မတော်ကြီးတဲ့တွေကိုဒီလောက်စော်ကားနေလို့မဖမ်းနဲ့ပြောတော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတော့တကယ်ကိုအမှုအမှားဖြစ်ခဲ့တယ်ဖမ်းလိုက်ပြောတော့ဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူတို့လူသူခံရတာဘူးမှလာလို့တာမဟုတ်ဘူးဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ဒီဘိတ်လို့လို့ရတယ်ခင်ဗျားတို့ကြိုက်ပါဆိုလူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျားတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ